ယေယမိအနာဂတ်တိချံအခန်းကြီး26အငယ်1မှ24 ယူဒရှင်ဘရင်ယောရှိသားယောယကိန်နန်းထိုင်စားကထာဝရဘုရား၏နှုတ်ကပတ်တော်ရောက်လာ၍ထာဝရဘုရားမင်းတော်မူသည်ကဗိမာန်တော်၌ကိုးကွယ်အံ့သောငါရောက်လာသောယူဒမြို့သူယွာသားအပေါင်းတို့အားစစ်ဆိုစေခြင်းငါငါသည်တင်၌မှားထားသည်မသောစကားတို့ကိုဗိမာန်တော်တတိုင်းထဲမှရက်လျက်သူတို့အားပြန်ပြောလော့ တခွန်းကိုမြမထိန်မဝက်နှင့်သူတို့သည်နားထောင်၍အတိအတိမိမိတို့အတ္တမလမ်းမလွှဲရှောင်ကောင်းလွှဲရှောင်ကြလိမ့်မည်။ငါသည်လည်းသူတို့ပြုသောဒုစရိုက်ကြောင့်အပြစ်ပေးမည်ဟုကြံစီခြင်းကိုနောင်တရမည်။တို့ဖြစ်၍တင်သည်စင့်ဆူရမည်မှာသာရဖျားမိန်တော်မူသည်ကတင်တို့သည်ငါစကားကိုနားမထောင်တင်တို့၌ငါထားသောပြည့်ညက်တရားလမ်းသို့မလိုက်။ ငါသည်စောစောထ၍သင်တို့ရှိရာသို့အထက်ထက်ဆေလွတ်သောငါဤကျွန်ပရောဖက်တို့ဤစကားကိုနားမထောင်ဘဲနေတကယ်သို့ယခုလည်းနားမထောင်ဘဲနေလျှင်ဤအိမ်ကိုရှိလောရွာကဲ့သို့ငါဖြစ်စေမည်ဤမြို့ကိုလည်းမြေပေါ်မှလူအမျိုးမျိုးကျိန်ဆဲသောမြို့ဖြစ်စေမည်ဟုမိန့်တော်မူ၏သူစကားကိုဗိမ္မာန်တော်၌ယေရမိဟောပြောသည်ကိုယေဘုယျဟိမ်များ ပရောဖက်များလူများအပေါင်းတို့သည်ကြားကြ၏လူများအပေါင်းတို့အားဆင့်ဆိုစေခြင်းငါထာဝရပြားမှားထားတော်မူသည်မြသောစကားတော်ကို အကုန်အစင်ဟောပြောပြီးမှယစ်ပရောဟိပရောဖက်လူများအပေါင်းတို့သည်ယေရမိကို ဖန်ဆီး၍သင်သည် အသေးတတ်ခြင်းကိုအမှန်ခံရမည် ဤအိမ်တော်သည်ရှိလောရွာကဲ့သို့ဖြစ်လိမ့်မည်။ဤမြို့သည်လူမရှိစိတ်ဉဏ်ရအရက်ဖြစ်လိမ့်မည်ဟုတင်ဒီထာရဖျားဤနာမတော်ကိုအမိပြု၍အပေကြောင့်ဟောသည်နည်းဟုပြောဆိုလျက်လူများအပေါင်းတို့သည်ဗိမာန်တော်တွင်ယေရမိတစ်ဖက်၌စုဝေးကြ၏။ယူဒမူမတ်တို့သည်ထိုအမှုကိုကြားသိသောအခါနန်းတော်မှဗိမာန်တော်သို့လာ၍ဗိမာန်တော်တကားသည့်အတွင်း၌ထိုင်ကြ၏။ ရစ်ပရောဟိတ်နှင့်ပရောဖက်တို့ကဤသူသည် အသေးခံထိုက်ပေ၏။သင်တို့သည် ကိုနားနှင့်ကြားသည့်အတိုင်းဤမြို့ကိုဆန့်ကျင်ဘက်ပြု၍ဟောပြောပါပြီတကားဟုမူးမတ်အဆရှိသောလူများအပေါင်းတို့အားပြောဆိုကြ၏။ယေရမိကလည်းသင်တို့ကြားသမျှအတိုင်းဤအိမ်တော်နှင့်ဤမြို့တော်ကိုဆန့်ကျင်ဘက်ပြု၍ ဟောပြောစီခြင်းငါသာရပြသည်ငါကိုစေလွတ်တော်မူပြီယခုမှတင်တို့ဤကြင့်ကြံပြုမူခြင်းတို့ကိုပြောင်းလဲကြလော့တင်တို့ဤဖျားသခင်သာရပြဤစကားတော်ကိုနားထောင်ကြလော့တို့ပြုလင်သာရပြသည်တင်တို့၌ဘေးဥပက်ရောက်စီမီဟုချင်းတော်မူတော်လဲတဖန်နောင်ဒရတော်မူလိမ့်မည်ငါမူကာ ်သင်တို့လက်၌ရှိပါ၏သင်တို့စိတ်၌ဖြောင့်မတ်လျော့ပတ်သည်ဟုထင်သည့်အတိုင်းငါကိုပြုကြလော့ တို့ရာတွင်ငါကိုတက်လင်အပြစ်မရှိသောအသွေးကိုတင်တို့သည်ကိုအပေါ်တို့၎င်းဤမြို့နှင့်မြို့သားတို့အပေါ်တို့၎င်းဆင်ဆက်ရောက်စေလိမ့်မည်ဟုဤကံအမှန်တိမှတ်ကြလောဤစကားအလုံးစုံတို့ကိုတင်တို့အားကြားပြောမည်အကြောင်းဒါရဖျားသည်ငါကိုဆင်ဆက်စေလွတ်တော်မူပြီးဟုမူးမတ်အဆရှိသော လူများအပေါင်းတို့အားပြောဆိုလေ၏ ထိုအခါမုမတ်အဆရှိသောလူများအပေါင်းတို့ကဤသူသည်အသေးခံထိုက်သည်မဟုတ်ငါတို့ဘုရားသခင်ထာဝရဘုရား၏နာမတော်ကိုအမိပြု၍ငါတို့အားဟောပြောလေပြီဟုယစ်ပရောဟိတ်နှင့်ပရောဖက်တို့အားပြောဆိုကြ၏ ပြည်သားအသက်ကြီးသူအချို့ကလည်းယူဒရှင်ဘရင်ဟေဇကိလက်ထက် မောရရှားယွာသားမိခာသည်ပရောဖက်ပြုလျက်ကောင်းငင်ပူချေအရှင်သာရဖျားမိန်တော်မူသည်ကားဇီအုံတောင်သည်လေကဲ့သို့ထွန်ခြင်းကိုခံရလိမ့်မည်ယေရုရှလင်မြို့သည်လည်းမြေပုံများဖြစ်လိမ့်မည်ဗိမာန်တော်တောင်သည်လည်း တောတောင်ကဲ့သို့ဖြစ်လိမ့်မည်ဟုယူဒပြည်သားအပေါင်းတို့အားဟောပြော၏ထိုအခါယူဒပြည်သားအပေါင်းတို့နှင့်တကွယူဒရှင်ဘုရင် ဟေဇကိသည်ထိုပရောဖက်ကိုတတ်သလောထိုမင်းသည်ထာဝရဘုရားကိုကြောက်ရွံ့သည်မဟုတ်လောရှေ့တော်၌တောင်းပန်သည်မဟုတ်လောထာဝရဘုရားသည်သူတို့၌ဘေးဥပတ်ကိုရောက်စေမည်ဟုချိန်တော်မူတော်လဲတဖန်နောင်တရတော်မူသည်မဟုတ်လော ငါတို့မူကားကိုအချိုးကိုဖျက်ဆီးခြင်းငါပြုကြသည်တကားဟု စီဝေသောသူအပေါင်းတို့အားပြောဆိုကြ၏ကိရရရရေမျိုးနေရှေမာယဤသားဥရိယသည်လေသာရဖျားဤနာမတော်ကိုအမိပြု၍ထိုမျိုးနှင့် ထို့ပြီးတစ်ဖက်၌ပရောဖက်ပြု၍ယေရမိဟောပြောသောစကားနှင့်တညီသည်ဟောပြော၏ယောယကိမင်းကြီးနှင့်မင်းများမူးမတ်များအပေါင်းတို့သည် ထိုပရောဖက်၏စကားကိုကြားသောအခါသူကိုတတ်အံ့သောငါမင်းကြီးသည်ရှာချမ်း၏ထိုသတင်းကိုကြားလျင်ဥရိယသည်ကြောက်၍အဂဒုပြည်သို့ပြေးသွားလေ၏ယောယကိမင်းကြီးသည်အခပ်ပေါ်သာ အေးလနာတန်နှင့်တကွလူအချို့တို့ကိုအက်ကတုပြီတို့ဆေးလွှတ်၍ထိုသူတို့သည် ဥရိယကိုအက်ကတုပြီမှရောယကိမင်းထံသို့ပို့ဆောင်သည်ဖြင့်မင်းကြီးသည် ဥရိယကိုဓာနှင့်တက်၍အသေးကောင်ကိုစင်းရဲသားတို့၏တင်းကြိုင်း၌ပစ်ထားလေ၏တို့တော်လေရှာဖန်သားအဟိကန်သည်ယရမိကိုမဆသောကြောင့်အသေးခံစီခြင်းငါလူများတို့လက်သို့မအပ်ရာအာမင် God bless you